ဒီနေ့ပြပြမယ်စိတ်ဝင်စားစရာအကြောင်းအလေးကတော့ဖိရမယ်ဖုံးချောင်းမြက်တွေကဥစ္စာစားအကြောင်းပါကျွန်တော်တို့ရွာပင်ကတောထဲမှာဖုံးချောင်းမြက်အဟောင်းတစ်ခုရှိရယ်ပြီးတော့အဲ့နီနာမှာဘိုင်အိမ်မှမရှိဘူးရွာတွေကလူတွေပိုင်နေခြံတွေပဲရှိရယ်အဲ့မနီမွေးမှာလဲတေသူတိုင်းသွားရတယ်တင်းချိုင်းကုန်းပဲရှိရယ်ဗျအဲ့ဒါရောက်တာနဲ့ကိုစိတ်သိမ်းထားစရာကြီးပါအိမ်ကလူကြီးတွေကလည်းကြိုက်တဲ့နေရာသွားဖုံးချောင်းမြက်နားကိုလုံးဝမသွားနဲ့မာတော့ ထပ်ဖြည့်ကရှိရင်အဲ့ဒါကြောင့်ကျွန်တော်အဲ့နာရောက်ရင်လိုလိုနေရင်ကြောရီချမ်းချက်သိမ်းမွေးကြီးနေထလာလားအဲ့နာကိုတမင်ကာယူရပြီးသွားလာတော့မဟုတ်ဘူးဗျတခါလေသူငယ်ချင်းတွေအကိုတွေနဲ့ငတ်လိုက်ပြင်အဲ့နာပါပါသွားတာအဖုံပါရင်တော့မသွားရဘူးဘသူမိမိအဲ့မှာတင်းရဲ၆တွေကြီးပဲပြောတာရွာထဲကငါးချပါးချကျွမ်းနေကိုဆိုးကြီးပြန်ပြောပြတာသူမိုးရင်းတော့ကရေရေကြံခဲ့တဲ့တွင်းနေကံသေးလေးတွေကို ငါရှိမရှိလိုက်ကြည့်ရင် ဖုံးချောင်းမျက်ရှိကကန်သေးဟောင်းနာရောက်တော့ဖားခက်ကြီးကြီးတကောင်ကကန်နဲ့ခုန်ချသွားတာသူစိုက်ကြည့်မိလိုက်ရင်ငါးပါထွက်ပတ်သွားတော့ဟာဟုတ်ပြီဆိုပြီးအများနဲ့ငိုထုတ်ပြီးအရှင်နဲ့ပါလာတဲ့အစာနဲ့ထိုင်များတာသူထိုင်များမှငါးတော့မပွက်တော့ဘူးတကောင်မှလာမကြိုက်တော့သူစိတ်တို့ပြီးထဆဲမိလိုက်တာတဲ့ခဏနေတော့တကောင်လာကြိုက်တာ သူဝမ်းသာအားရနဲ့ဆွဲတင်ဝင်လို့တော့ ငါးကယုံနာတယ်ဗျအဲ့ဒါနဲ့အားနဲ့ဆွဲတင်လိုက်တော့မှတစ်ကိုင်းကြောက်ယူရပါလာတယ်ကိုစိုးကြီးလည်းဘာလဲပေါ့ဒီငါးကဆိုပြီးစိတ်တူတူနဲ့ဆက်များတော့လာမကိုက်တော့ပြန်ဘူးတဲ့ခဏနေတော့ခုနကကန်ထဲခုံချသွားတဲ့ဖားကရေးပေါ်ပေါ်လာတာအကောင်တွေနဲ့ကြီးတော့မျက်လုံးကပြူးနေတာပဲတဲ့ဖားတွေကရေးပေါ်ပေါ်ရင်အပေါ်ပိုင်းမျက်လုံးပဲပေါ်တော့ဘူးဗျကိုစိုးကြီးလည်း ဂျုတ်တရဲ့စကဲ့ပိုင်းလောက်ကြီးလိုက်ပြီးတော့ဖားကသူ့ကိုကြည့်နေတာတဲ့။အိုးတသိန်းထဖို့ခေါင်းလိုက်တာဗျ။ကြည့်နေတာကြတော့သူလည်းဆလက်နေပြီ။အဲ့အချိန်မှာပဲသူရောက်နေတာကလည်းဖုံးချောင်းပြက်ရှိဆိုတော့ကျက်သိန်းနေထလာရောတဲ့။ဖားကြီးကတဖြည်းဖြည်းနဲ့ကြီးကြီးလာပြီးပစောင်ကြီးလှုပ်စီလှုပ်စီနဲ့မျိုးလုံးကလည်းပြူးပြူးကြီးတယ်ဗျ။ကျွန်တော်သာဆိုအဲ့နာမှာမင်းနေနေတော့ပြီဗျ။သူပြန်ပြောတာနဲ့တင်တော်တော်ကျက်သိန်းထနေပြီ။ အဲ့မှာသူလည်းလမ်းဖြတ်ပြီးပြန်ပြဲပြေးလာလားမများတဲ့အောင်ကြံခဲ့တယ်တဲ့သူသွားဆဲလိုက်တာကြောင့်လေကိုကနည်းနည်းကြဲကြဲလေး၆လောက်လာနေမယ်ဗျတခြားသူတွေလည်းပုံစံမတူပဲအချောက်ခံရတာရှိတယ်ကျွန်တော်တငယ်ချင်းဖိုးတော်ဆိုလည်းအဲ့လိုပဲသူတို့ခြံကအဲ့ဖုံးချောင်းပြည့်နဲ့နီးတယ်သူတို့ခြံသားမှာရိုးရှိတယ်ရိုးဆိုတာကချောင်းထက်သေးပြီးကန်တွေတက်တော့ကြီးတယ်အင်းသေးသားလေးပေါ့ဗျဒါပေမဲ့ရိုးကတဘာဝတိုင်းရှိနေတာ သူတို့ကခြံမှာရေလောင်းဖို့အဲ့ယူတွေကရေကိုယူလားဗျအဲ့ယူတွေမှာပဲထန်ပုံနဲ့ဆင်းခတ်ရတာတရက်မှာရေဆင်းခတ်ရင်ဖိုးတော်မျက်လုံးထဲမှာရေတွေကြားနေတယ်မြင်ပြီးရေနဲ့ထဲပဲဆင်းသွားတာတော်သေးတယ်သူနဲ့လိုက်သွားတဲ့သူညီလေးကအတကုံသူ့ကိုလမ်းခေါ်လိုက်မှာသူတိတ်တိတ်ပြန်ဝင်ပြီးရက်လိုက်တာတဲ့မဟုတ်ရင်သူချင်းနစ်သွားပါသူလည်းရေမကူးတတ်ဘူးဗျရေသာနစ်သွားရင်ညီကိုနှစ်ယောက်ထဲသူတည်သွားနိုင်တယ် သူ့ညီပြန်ပြောတာကသူ့ကိုရေထဲဆင်းသွားတော့ကရုတ်တည်နေတဲ့သူ့ကိုစကားလည်းပြန်မပြောဘူးတဲ့အဲ့ဒါလည်းရက်ကြည့်နေတာသူ့ကိုရေခါတော့ရောက်တော့ကလည်းသူခေါ်သေးတယ်သူ့ကိုမကြမအတန်ကြင်နေနဲ့ဇက်တိုက်ခေါ်လိုက်လို့ဖိုးထောင်ကြားပြီးတော့တက်ရှင်သွားတာမဟုတ်ရင်မလွယ်ပါဘူးဗျာဖုံးရင်းเจ้าကတစေတွေဥစ္စာဆောင်တွေရှိတဲ့နေရာဆိုတော့တခါတလေတရေ၆တာတွေ လူစားလဲချင်းနဲ့ဥစ္စာသားတွေလောက်တာတွေလည်းရှိသေးဗျဖိုးတော်ကန်နေနေလို့ခြောက်ခံရနေမယ်ဗျသူညီလေးပတ်သွားလို့အသက်ရှင်တာမဟုတ်ရင်မတွေ့ရစရာပဲအဲ့နေရာကတော်တော်နာမည်ကြီးတယ်ကြောက်ရတဲ့လူတွေဆိုလုံးဝမသွားကြဘူးဗျအဆုံးထိနားဆင်ပြီလို့ကျေးဇူးတင်ပါတယ်ခင်ဗျဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ horror story လေးတွေနဲ့ PM ထူးခြားတဲ့ story လေးတွေကိုနားထောင်နေနေဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလေးနှိပ်သွားပြီးပါအောင်ခင်ဗျ